အခုကျွန်တော်ပြပြမဲ့အချက်တွေကိုတခြားလိုက်လုံမယ်ဆိုလို့ရှိရင်အဖျားအမြန်ကြားဖို့အတွက်ညာစွာအထောက်ကူပြုမှာဖြစ်ပါတယ်အဲ့တော့ခန္ဓာကိုယ်မှာဖျားတာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကအများကြီးရှိတယ်ဘက်တီးရီးယားပိုးဝင်တဲ့အခါမှာဖြစ်ဖြစ်ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ခန္ဓာကိုယ်မှာရောင်ရမ်းမှုတစ်ခုခုဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်ဖျားတာဆိုတာဖြစ်တတ်တယ်အဲ့တော့ဖျားပြီဆိုရင်ကျွန်တော်တို့ကဖျားစေတဲ့အကြောင်းရင်းကိုတခြားဥသဖို့လိုအပ်တယ် တော့ကုသတာအပြင်မှာကျွန်တော်တို့ကဒီဖြားနေတဲ့ဟာကိုလက်တလောဖြားနေတဲ့ဟာကိုလည်းအဖျားကြအောင်လုပ်ဖို့လိုအပ်တယ်အဲ့တော့အခုကျွန်တော်ပြောပြမယ့်အချက်၄ချက်ကိုလိုက်လုပ်မယ်ဆိုလို့ရှိရင်တော့အဖျားအမြန်ကျဖို့အတွက်ထောက်ကူပြုမှာဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကိုကုရမှာဖြစ်ပါတယ်အဲဘက်တီးရီးယားပိုးကြောင့်ဆိုရင်ဘက်တီးရီးယားပိုးကိုတက်ဖို့လိုအပ်တယ်ဗိုင်းရပ်စ်ပိုးဆိုလည်းအတူတူပဲဗိုင်းရပ်စ်ပိုးကအများအပြားခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကတိုက်ထုတ်လိုက်တာများတယ်ဥပမာအဖြစ်ဒီတုတ်ကွေးပိုးဖြစ်ပါတယ်နော်အဲ့တော့တချို့သောပိုးတွေဆိုလို့ရှိရင်တော့ဒီဗိုင်းရပ်စ်ပိုးအတွက်ကိုပိုးသေးသေးကိုထပ်ပြီးတော့တောက်ဖို့လိုအပ်တယ် ပြီးလို့ရှိရင်ဒီရောင်ရမ်းမှုဖြစ်စေတဲ့ယောဂရယ်ဆိုလို့ရှိရင်လေဒီယောဂကိုသိချာကုဖို့လိုအပ်တယ်ဒါကတော့ဖြစ်စေတဲ့တကယ်အကြောင်းမျိုးကိုကုတာဖြစ်ပါတယ်အဲ့တော့အဖျားကိုကျွန်တော်ကချက်ချင်းချကျင်တယ်ဆိုလို့ရှိရင်အဖျားအမြန်ကျကျင်တယ်ဆိုတော့အခုကျွန်တော်ပြပြမယ်လေးချက်ကိုလှုပ်ဖို့လိုအပ်တယ်ပထမချက်ကရေဘက်တိုက်တာဖြစ်ပါတယ်ဒုတိယချက်ကကြတော့ရေမြမြတောက်တာဖြစ်ပါတယ်တတိယချက်ကကြတော့ဒီအဖျားကြောင့်ပါစီတမောတောက်တာဖြစ်တယ်အဲနံပါတ်၄ခုမြောက်ချက်ကကြတော့ဒီလေဝင်လွှတ်ထွက်ကောင်းတဲ့နေရာမှာနေတာဖြစ်ပါတယ်ဒီလေးချက်က အဖျားအမြန်ကြဖို့အတွက်အထောက်အပံ့ပြုမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ယောဂအခန်းကိုတိတ်ချကုလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝေဒနာတွေသက်သာသွားမှာဖြစ်ပါတယ်